်ဦးစင်ငငယ်ဖတ်ဖူးကလေးကသဘောကျခဲ့တဲ့ကြပြားလေးတစ်ပုဒ်ရှိတယ်အဲ့ဒီကြပြားကဆရာဇော်ကြီးရေးထားတဲ့ကြပြားတင်းသေးသွားတော့တဲ့ကြပြားကောင်းစီလေးတင်းသေးသွားတော့ဒီကြပြားလေးကလူပြေလောကလူဘဝကအိုရနာယသေရအုံမြေဓမ္မတာဒီ တို့ပြိတကတင်သေးသွားတော့တင်ဖွားသောမည်တင်တို့မည်သည်အခြေတို့မြင့်ကြံကောင်းတင်၏တင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြင့်ကြံကောင်းတင်၏တင်ဥချ၍အမျှဝေရာဇေရီသာနှင့်သစ္စာအယောင်ညံတဆောင်လဲပြောင်းလျက်ဝင်းလျက်ရှိသေးသတည်းဆရာကြီးဆိုကြည်ဟေးသွားတာကောင်းလိုက်တဲ့ခဗျာဘုရင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်းကဒီကခဗျာလေးကိုရဘူးတယ် ရဘူးကလေးကဥစဉ်ကကြိုက်လွန်းလို့အမြဲတမ်းရွတ်ဖြစ်တယ်ပေါ့ရွတ်ဖြစ်တဲ့အခါမှာဒီကြပြလေးကိုဖတ်ပြီးတော့ဥစဉ်အတွက်ရွာမှာလှုပ်တဲ့လုပ်ငန်းတွေအားအဖြစ်နဲ့အများကြီးထောက်ကူပြုခဲ့တယ်ဥစဉ်အင်းတော်ကိုလွန်ခဲ့တဲ့20နဲ့3နှစ်ပေါ့2000 2001 2002 2003 ဲ့ဒီနှစ်တွေကဥစဉ်ကအင်းနောက်မှာကျောင်းထိုင်ဘုန်းကြီးလုပ်ကျောင်းထိုင်ဘုန်းကြီးလုပ်တဲ့အချိန်မှာဥစဉ်ကအသက်28နှစ်ပဲရှိသေးတယ်အသက်28နှစ်ရွယ်ကျောင်းထိုင်ဘုန်းကြီးလုပ်တော့ဥစဉ်တို့ရဲ့ဥစဉ်ရဲ့ဆရာသမားပေါ့ဆရာတော်ဥနန္ဒောဘာသာတိတ်ပြီးတော့ရရရရတွေတိတ်မဝင်စားစိတ်မဝင်စားဘူးအေးအေးဆေးဆေးလေးနေပြီးတော့ဒီလိုလေးနေတော့ဒါသူရွာသားတွေတိတ်ပြီးတော့အချိန်မရှိကြဘူး နေပြည်တော်မဟုတ်ဘူးအကြောင်းထဲမှာတီးတဲ့အသီးဆိုရင်အကြောင်းကကိုရင်ဥစဉ်နေမစားဘူးအင်္ဂပြောစီမှဲ့ပြီဆိုရင်ရွာထဲကခုတ်သွားပြီဘယ်သူမှမသိဘူးအုံသီးဆိုလည်းရွာထဲကလူတွေခြားကျင်နေချင်းကြတရသီးလည်းအကြောင်းကကိုရင်ဥစဉ်မစားဘူးဒီလိုဖြစ်အဲ့တော့ဥစဉ်ကိုအကြောင်းထဲဖုန်ကြီးတင်မြောက်တော့ဥစဉ်အကြောင်းထဲဖုန်ကြီးလည်းဖြစ်ကြရစီကန်းထုတ်တယ်အကြောင်းထဲကတစ်သီးဝလံကိုဖုန်ကြီးမပေးဘဲနဲ့မယူရဘူးယူတဲ့လူတခိုးပဲပေါ့ စားပွဲသီးမျိုးတစ်ကြိမ်ခိုးကြောရိုးကြိမ်သုံးချက်လို့ဦးစင်းကအဲ့ဒီလိုအမိန့်လေးထုတ်တယ်။ကျောင်းထဲကတည်တည်တလုံးကိုတစ်ခါခိုးရင်ကြောကိုကြိမ်သုံးချက်ရိုက်ခံရမယ်လို့ဒီလိုလေးအမိန့်ထုတ်တယ်။ဦးဖျားပြပဲပထမဆုံးကကလေးမလေးတယောက်တရက်ဖြူစည်းလေးသီးလို့ဦးစင်းကဒါလေးရိတ်တကြီးကြီးကြီးနဲ့အဲ့တရက်ဖြူစည်းလေးခိုးခိုးရတော့မဟုတ်ဘူးပေါ့သူတို့အနေနဲ့စွန့်နေကြတယ်လို့လက်က ခူးလိုက်တာအဲ့ကလေးမလေးတွေ့တော့ဥစဉ်ကရိုက်တယ်ရိုက်တော့ဥစဉ်ကိုပြောကြတာပေါ့အဲ့ဒီနောက်တစ်ခါဥစဉ်ညီပဲကြီးသိမ်းမလကာစီခိုးခိုးတဲ့စိတ်တော့ရှိမှရှိမှလွလွလဲစိတ်ကလက်တွေကဟောပြီးတော့သူ့တက်တကာရိုက်တယ်နောက်တစ်ခါသိမ်းရဲ့ရှေ့ဘက်ကအုံးပင်မှာကိုဘောဆိုင်ရဲ့သားတက်ခူးလို့တကားမပြောစည်းရဲ့တရသည်ရဲ့ ုံးစည်းရဲ့အဲ့ဒီသုံးယောက်ကိုဦးစင်းကခိုးရမလားဆိုဘုန်းကြီးတိမပေးပဲခိုးရမလားဆိုရိုက်တော့အာဘုန်းကြီးကလည်းတိတိလေးတစ်လုံးနဲ့ရိုက်ရသလားဘာညာလဲဒီလိုပြောအဲ့ဒီသုံးယောက်ရိုက်ပြီးတော့နောက်ရွာတဲ့လူတွေကြောင်းတဲ့ပစ္စည်းမယူကြတော့ကဆုံလာမှာတရသီးတွေမှဲ့တဲ့ခါကျတော့ဦးစင်းကတအိမ်ကိုအကုန်လုံး၅လုံး၅လုံးစီဝေပေးတယ် မှဲ့တဲ့ခါကျအကုန်မျှပြီးစားကြဟေးဆိုတော့တိမ်တရွာလုံးစားရတယ်ငါးလုံးငါးလုံးဟာနောက်တကဝါဆိုမဝါဆိုသီးတွေမှဲ့တဲ့ခါဝါဆိုတရသီးတွေလည်းဝေဟေးဆုံးချိန်ပို့တဲ့အိမ်တွေဆုံးလက်ကတရွာလုံးတလက်စီပို့နေကြတော့အဲ့အိမ်တွေလည်းငါးလုံးငါးလုံးစီဝေဆိုတော့ဟာဘုန်းကြီးစီကံမဆိုးဘူးဆိုပြီးဒီလိုဖြစ်လာတာပြောကျင်တာကဥစဉ်အဲ့ဒီ69 2000မှာရွာစီကံတွေအဲ့ဒါမျိုးလေးတွေပြင်ခဲ့တယ်အဲ့တော့ကအလှတစ်ခုမှာဘုန်းကြီးတွေလှူတာ အလှူတစ်ပွဲတစ်ပွဲဆိုဘုန်းကြီးက900ပဲလှူတယ်ဘုန်းကြီးတွေဆုံးကတ်တာကလည်းပဲရွာတဲ့ကအိုးကြီးချက်နဲ့ပဲကတ်တယ်တချို့ဘုန်းကြီးတွေတနတ်စားတယ်အိုးကြီးချက်ကမနှက်တော့မစားစားမဖြစ်တော့မနှက်တာနဲ့ဘာနဲ့အများကျက်ဆိုတခါတခါအဲ့လိုလေးတွေဖြစ်တော့ဘုန်းကြီးတွေဒုက္ခရောက်အဲ့ဒါကြည့်ပြီးတော့ဦးစင်းကရွာတဲ့ကအလှူတွေရက်လာရွေးရင်ဆိုင်နေပါမလားညိတ်နေသက်တွေပါမလားပါမပါဖះဆိုင်ပါညိတ်ပါတယ်ဆိုရင်ဂောဇကန်တန်ကဘယ်နှပါရှိတယ်မလျှော့နဲ့ဟာနောက်တက်က စိုင်းနေပိုင်တယ်မယ်ဆိုရင်စွရင်စွကဘုန်းကြီး order ပေးတဲ့အတိုင်းချက်လက်ဖေးမြီးကလည်းဦးစင်အမိတ်မထုတ်ခင်တုန်းကဘာလို့မေးလဲတော့ဘုန်းကြီးကြောင့်လာပို့တဲ့လက်ဖေးမြူးကအကျော်ရဲ့လက်ဖက်တုပ်ရဲ့ပဲချမ်းကျော်ရဲ့အဲဓာကြီးတွေများရွာရဲ့ delay ပေါ့အာနောက်တကစိုင်းနေဝိုင်းနေပါမယ်ဆိုရင်လည်းဘုန်းကြီးပေးတဲ့ order အတိုင်းလက်ဖေးမြီးကဝဲမြို့မအိမ်မှာထိုးမုံတို့ဦးစင်ကအာမြို့ကောင်းတဲ့မုံလေးတွေစည်ရင်ရေးပေးပြီးတော့မှအဲ့လိုလေးပြောင်းပြောင်းယူလာတာ ယူလာတော့တရွာလုံးကလည်းအဲ့ဒီနီလေးလိုက်ပြီးတော့အကုန်ပြောင်းလာကြ။ဟာတပည့်တော်မတတ်နိုင်လို့သားကြီးရှင်ဖြစ်ပါဖေယားဆိုရတယ်။ဒါဆိုရင်တော့ဘာမှမလုပ်နဲ့။လူကျင်တဲ့လောက်ပဲလူမလူနိုင်လဲရတယ်။ဥစဉ်အကုန်လုတ်ပေးမယ်ဆိုဥစဉ်ကအဲ့လိုလေးလုတ်ပေးခဲ့။ပြောကျင်တာကရွာသူရွာသားတွေအခြားဘက်ကချဲ့လာရင်ဘာသာရေးဘက်ကိုမနှိမ့်နဲ့ပေါ့ဥစဉ်ကဒါပြောတာ။ဒေါဂီဘက်ကနှိမ့်မြင့်လာရင်လောကုတ္တရာဘက်လည်းမြင့်ကြ။ဘုန်းကြီးတော်ကအဆိုင်တွေဝိုင်းနေတဲ့လူမယ်ဆိုရင် အဲ့ဒါ900မလူနဲ့3000လူဒီလိုမျိုးပေါ့ဟုတ်လားစိုင်းတွေဝိုင်းတွေမပါဘူးဆိုရင်စီပြီးတော့တာကြီးရှင်ဖြစ်ပါဗျာ900မလူလဲရတယ်ဒီလိုလေးပြင်ပေးအဲ့ဒါလေးတွေဥစဉ်ဒဇဒဇနဲ့ပြင်ပေးပြီးတော့ဥစဉ်သုံးနှစ်တာကာလဒီလိုလေးပြင်ပေးအဲ့ဒါကြောင်းစည်းကမ်းနဲ့ပတ်သက်လို့ပေါ့နောက်တကလှူတန်းရှိရင်ဘုန်းကြီးကျောင်းနဲ့လှူရင်အရက်မတော့ဘူးအရက်တော့ရင်တော့အဲ့ဒီလှူချက်ချင်းရအကုန်လုံးကျောင်းထဲကထွက်ဒီလိုလေးတွေအမိန့်ထုတ်တယ် အဲ့ဒါလေးတွေလည်းအကြောင်းထဲမှာဥစဉ်အောင်မြင်ခဲ့တယ်။နောက်ပညာရေးအဲ့ဒီကို2000 2000 2000တစ်စီကဥစဉ်ကျောင်းထိုင်တုန်းကပေါ့။ရွာမှာစာမွေး10တန်းစာမွေးအောင်တဲ့လူကဆရာကြီးဥညွန်တန်းရယ်ဆရာတင်ဆိုင်ရဲ့သမီးတော်တော်ဆန်းရယ်ခုဆရာမကြီးဒေါ်ပေါ်စင်ရယ်ဒီ300ယောက်ပဲလက်ချိုးကြီးလို့လက်တစ်ဖက်မပြေဘူး300ယောက်ပဲရှိ။အဲ့လိုဖြစ်တော့ဥစဉ်ကပညာရေးကိုအားပေးခြင်းနဲ့ ဒါကဘုန်းကြီးကြောင်းနဲ့တန်းကြောင်းကလည်းပဲတီးကြီးလိုဖြစ်နေကြတော့တန်းကြောင်းတက်တဲ့ကလေးကဘုန်းကြီးကြောင်းဆိုရင်အထင်သေးတယ်ဥစဉ်ကဘုန်းကြီးကြောင်းကိုနေကလေးကနေလာအဲ့တော့ဥစဉ်ကတီးလာတယ်ဥစဉ်ဘုန်းကြီးဖြစ်တဲ့ခါကျတော့ဒီဆရာမကြီးဒေါ်ဘောစင်တို့နဲ့ပဲပေါင်းပြီးဘုန်းကြီးကြောင်းတန်းကြောင်းမခွဲနဲ့ဆရာဆရာမတွေမအားဘူးဆိုရင်ခီးသွားစရာရှိတယ်နေမကောင်းတယ်ဆိုရင်မတင်နိုင်တဲ့အတန်းဥစဉ်စီပို့ဥစဉ်ကတင်ပေးတယ် အဲနောက်တကစနေတနေ့ကလေးကြောင်းနှစ်ပတ်တစ်ပတ်ကိုနှစ်ရက်ပိတ်တဲ့ထဲကတစ်ရက်ကိုပေးပါဆိုတော့စနေနေ့ပေးတယ်အဲ့စနေနေ့ကိုဦးစင်းကသင်ပေးတယ်လေရန်ရောက်တဲ့ကလေးဟာမင်းကလေးဆိုဓမ္မစက်ကြရွတ်တာလေရန်ရောက်တဲ့ကလေးကယောက်ျားလေးကပထမ်းရွတ်တာမယ်ဆိုပြီးတော့အဲ့ဒါဦးစင်းဓမ္မစက်ကြဖွဲ့လေးတွေဖွဲ့ပေးတာအဲ့ဒီဓမ္မစက်ကြဖွဲ့ဟာဘာဖြစ်တယ်လဲမေးလိုက်တော့ဓမ္မဝုတ်ကြီးအသင်းပေါ့ဒီလိုဖြစ်လာတာဟုတ်လားအေးဘုလားတောင်တို့နဲ့ဖွဲ့တော့ကဓမ္မ ဒီနာမည်လေးနဲ့အရင်စလာခဲ့တယ်ဓမ္မဝုကြီးအသင်းဒုတိယအသင်းလေးဒီလိုလေးအဲ့ဒါလေးတန်းအောင်ပြီးရင်ရွတ်ချင်ရွတ်မရွတ်ချင်နေလေးတန်းကိုတော့ရွတ်ကိုရွတ်ရမယ်လို့ဒီလိုမိန့်ထုတ်မိန့်ကလေးတွေကယောဂီကိုယ်စုံလေးတွေနဲ့ဥပုံနေအဲလာပြီးနေဆိုရင်ဥစဉ်ကြောင်းမှာလာပြီးဓမ္မစက်ကြရွတ်ယောက်ျားလေးတွေက အဖြူရောင်ဝတ်စုံလေးတွေနဲ့လာခွေနေညဆိုရင်ကြောင်းမှာပဋ္ဌာန်းရွတ်ကြတယ်လေးတန်းကြောင်းသားလေးတွေဥစဉ်တင်ပေးခဲ့တယ် ဲ့လိုနေနဲ့တင်ပြီးတော့လာလိုက်တော့နောက်တစ်ခါလေးတန်းအောင်ပြီးရင်ဆက်မထားဘူးကြောက်ထွက်ကြပြန်အမထုတ်ကြပါနဲ့ရှင်မကကိုဆက်ထားပေးပါဦးစင်ကတိုက်တွန်းလေးတန်းရောက်တဲ့ចောင်းသားလေးတွေကတော့ចောင်းကိုခေါ်ပြီးတော့ဦးစင်ကចောင်းသိပ်ပေးတယ်မနေ့စာចောင်းချက်ကျွေးညအင်ပါတာမီမနေ့အင်ပါတာမီလေးနဲ့မီးထွန်းပြီးတော့ကိုရင်လေးတွေအဲចောင်းသားလေးတွေကိုစားကြက်ခိုင်းလေးတန်းအောင်ပြီးလေးတန်းအောင်ပြီးငါးတန်းအောင်ပြီးတဲ့ဆိုရင်တတော်ကောင်းတွေမှတ်မိမလားတော့မသိဘူး အဲဥစဉ်ကျောင်းဝင်းထဲမှာစတိတ်စင်ကြီးထိုးပြီးတော့၄တန်းအောင်တဲ့ကျောင်းသားလေးတွေကို၂000တန်းနိုင်၂000 3000တန်းနိုင်3000ဥစဉ်ကစုချ၅တန်းအောင်ရင်ဘလောက်6တန်းအောင်ရင်ဘလောက်9တန်းအောင်ရင်ဘလောက်အဲ့လိုစုချအဲစုချတဲ့ပွဲမှာမဲ့ရွာကိုမျိုးမင်းရဲ့ကာရာအိုကေစက်ကြီးနဲ့အဲ့တော့တရာဘုံမှာ၃ဘုံမလားတချင်းကလေစုချဆိုပြီးတော့ဥစဉ်ကစုပေးပြီးတော့မှကိုယ့်ရဲ့ပညာရေးရွာစီယုံရေးကိုအားပေးမဲ့တချင်းမျိုးလေးတွေစူးစမ်းဆိုခိုင်းကြဆိုခိုင်းတယ်ပေါ့အတိတ်တရားညာတခုလို့ ရောင်ပေစုတို့အာဒီလိုသချင်းလေးတွေတရွာလုံးဆိုကြဥစဉ်ကအဲ့ဒီကနေမြောက်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 ပြီးတော့လာ၄တန်းနေ၅တန်း၅တန်းကနေ၆တန်း၆တန်းကနေ9တန်းနောက်ဆုံး10တန်း10တန်းအောင်ရင်9000ပေးမယ်ဟေး10တန်းအောင်ရင်ပထမ9000ပေးတာ9000ပေးမယ်ဟေးအာ9000ပေးမယ်ဆိုကြိုးစားအာနောက်တစ်ခါနေနေလေးဘာဘူးလာတော့ငွေကြီးစကားပြောလာတဲ့အခါကျတော့အေးနောက်တစ်ခါ9000ပေးမယ်ဟေးဆိုခုကြ9000ဖြစ်သွားတယ် ဆယ်ရဂုံတုတဘာသာပါတသိမ့်ဖေးသုံးဘာသာရဲ့အထက်ဆိုဆယ်သိမ့်ဟေးဆိုပြီးတော့ဦးစင်းကကလေးလေးတွေကိုပညာလူချင်းသိရှိအောင်မြှောက်ပေးခဲ့ရာကနေအခုတော့ဦးစင်းတို့ရွာကနေ၅ဘာသာဂုံတု၆ဘာသာဂုံတုစကိုင်းတိုင်းမှာတနိုင်ရုံပထမရတဲ့ចောင်းသားတွေဒီပေါ်ထွက်လာတာဟာဦးစင်းတို့အဲ့လိုတစားတစားနဲ့ကြိုးစားခဲ့ကြတာဟုတ်လားအေးအဲ့ဒါလေးတွေသူတော်ကောင်းတို့တွေပြန်မမေ့နဲ့အဲ့တော့ဆရာဇော်ကြီးရဲ့ ဲ့ဒီစကားလေးတွေအဲ့ဒီကြပြားလေးဟာဥစဉ်ကဒီလိုလှုပ်ဖြစ်ဖို့ကြောင့်တွန်းအားတွေလို့ဥစဉ်ကဒီလိုယုံကြည်တယ်လူပြေလောကလူဘဝကအိုရနာရသေရအုံမြီဓမ္မရာဒီတဲ့လူဖြစ်လာမှာတော့အိုမနာမသေမှာပဲဟုတ်တယ်မို့လားမအိုမနာမသေမဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးလူတိုင်းလူတိုင်းအိုကြမှာနာကြမှာသေကြမှာကြီးပဲ တို့ပြည်တကတင်သေးသွားတော့တင်ဖွားတော်မြေတင်တို့မြေဒီအခြေတိုးမြေကြံကောင်းတင်ဤလောတမအပြင်ကြည့်ရင်တော့ကို့ရွာကို့မြေကို့အခြေနေဟာမြင့်ပဲမြင့်စေရမယ်နှိပ်မသွားစေရဘူးဟုတ်တယ်မို့လားအေးခုသူတော်ကောင်းတို့တို့ဦးစင်းတို့တို့လက်တွဲပြီးတော့ကြိုးစားလာခဲ့ကြတာဦးစင်းရဲ့ပါရမီဖြစ်ပေများဖြစ်တဲ့ဒီဓမ္မဝိဓမ္မစက်ကြအသင်အာလှုပ်လှုပ်ခဲ့တာဒီအများကြီး အခြေတိုးမြင့်ဖို့အတွက်လောက်ကြတယ်လို့ဒီလိုနားလဲကြဟုတ်ပြီလားသင်ဤမျိုးသားစာတကားလည်းကြီးပွားတက်မြင့်ကြံကောင်းသင်ဤသောတော်ကဥစဉ်တို့တို့ပညာရေးအားပေးတာကိုယ်ရွာကိုယ်သူရွာသူရွာသားလေးတွေတမြေတဲ့နေတရေတဲ့တော့တရွာထဲမှာနေကြတဲ့ကိုယ်ကလေးလေးတွေပညာရေးတိုးတက်အောင်ဥစဉ်ကအဲ့ဒါစောင့်ရှောက်တာပဲဥစဉ်ကအဲ့လိုစောင့်ရှောက်လိုက်တဲ့ကဘာဖြစ်လာတော့မလဲတော့ရွာထဲကလူတွေကဘာဖြစ်လို့ အသိဉာဏ်တွေမြင့်ပြီးတော့စောင့်ရှောက်လာကြတယ်။ဥပမာပြခုဒီမမန်းဦးတို့မမြင့်ကြီးတို့ဆိုရင်ဦးစဉ်အမတွေပဲစာမတတ်ကြအောင်သူတို့စာမတတ်စာမတတ်တော့လည်းပဲဦးစဉ်ကအဲ့လို ပြောခဲ့တဲ့စကားလေးတွေနဲ့သူတို့ရဲ့တူမာလေးတွေဥပမာဆမ်းမျိုးရဲ့သမီးဆိုသူတို့ရဲ့တူမာမို့လားเออธรรมยุติตัวเซรันนี่อ๋อบีตักกะตัวบ้วยยะทีทีอ๋อกูไม่ตัดต่อแล้ว ကိုတူကိုမြည်ကြတော့တက်အောင်ထားရမယ်ဆိုတော့အတိလေးတွေဖြစ်လာကြတာဥစဉ်ကအဲ့ဒါလေးတွေကြည့်ပြီးတော့ကျင်းတ်တယ်ဟုတ်လားအေးဒီတိုင်းမှာပဲဥစဉ်တရွာလုံးတော်တော်များများကဒီတိုင်းနေကြည့်ပဲဒါဥစဉ်ကလလန်းမီတလို့ပြောပြတာဟုတ်ပြီလားအေးဒီစိတ်လေးတွေအလုံးရှိလာတာဥစဉ်ကကျင်းတ်တယ်နောက်တကအချင်းပြိုးမြင့်ကြံကောင်းသိင်ကြီးဆိုတာအခုသူတော်ကောင်းတွေစောက်ကြတဲ့ဆေးရုံတွေကအဆောက်ဦးလူတွေကတော့အများစုခေါ်ကြတာပေါ့ဓမ္မဆက်ကြဆောင်တဲ့ ဟုတ်လဲဟုတ်ပါတယ်ဓမ္မစက်ကြာဖွဲ့စောက်တဲ့တို့တဲ့ကြောင့်ဓမ္မစက်ကြာចောင်းဆောင်လေးဘလောက်သုံးဝင်တယ်လဲမေးရင်အားလုံးသိတဲ့အတိုင်းဦးဇင်းတို့ဆေးရုံဖွဲ့ဘက်မှာအဲ့ထဲမှာမှတ်ပုံတင်လောက်ကြတယ်ဟာလူနာတွေအဲ့ထဲမှာနေဘာလို့ကြတော့ထိုင်ဆောင်ကြတယ်ဒီလိုမလားဟာအခုဆေးရုံသုံးပစ္စည်းတွေခေါင်းအုပ်တွေခြံတောင်းတွေဆောင်းတွေကော်စောတွေအားလုံးဟာအဲ့ဒီအဆောင်ထဲမှာတွင်ပဲဦးဇင်းတို့တွေထိန်းလို့သိမ်းလို့ရတယ်ဟုတ်တယ်နော်အများကြီးအကျိုးပြုတယ် ဲ့တော့ကိုကြီးကိုရွာကိုအခြေတိုးမြင့်ကြံကောင်းသိမ့်ဤဆိုတာ။ဩဘုန်းကြီးနှစ်သက်တဲ့ကြပြားလေးအတိုင်းဘုန်းကြီးကလှုပ်လှုပ်ခဲ့သလိုငါတို့လှုပ်တဲ့လှုပ်ကလည်းဆရာဇော်ကြီးတိုက်တွန်းတဲ့အတိုင်းငါတို့လှုပ်နေတာပါလားလို့ကိုကိုကိုသဘောကျ။ဟုတ်ပြီလား။အေးဦးဇင်းတို့တွေကနှစ်တရာအတွင်းကတော့သေမှာပဲ။မသေမဲ့ပုံကမရှိဘူး။ဒါပေမဲ့လို့အခုနှစ်တရာအတွင်းသေသွားအောင်တော့ သူတို့ဓမ္မဆက်ကြဓမ္မဝုကြီးသိင်းဆိုပြီးတော့ဟဲနှစ်ပေါင်းများစွာရွတ်လိုက်ကြတဲ့ဓမ္မဆက်ကြတွေသူတို့တွေဘာကြံတယ်လဲလို့မေးရင်ဓမ္မဆက်ကြရွတ်တဲ့ကုသိုလ်ကတော့ကိုယ်တန်တံမှာရပြီးသားဟုတ်တယ်နော်ဒါပေမဲ့လို့ဒီဓမ္မဆက်ကြဖွဲ့ကြီးကဘာဒီအလုတ်လုတ်သွားတယ်လဲလို့မေးရင်ဒီမေးဒါတို့ဓမ္မဆက်ကြစောက်ထားတဲ့ဟောက်ဦးပဲလို့လက်ညှိုးထိုးပြလို့မရဘူးလားအချိန်မရွေးပြလို့ရတယ်ဟုတ်ပြီလားအဲ့ဒါသာဝရကုသိုလ်ဘာကုသိုလ်လဲဘယ်တော့မှဒါပြောင်းလို့ရွှေ့လို့မရဘူး မပြောင်းပြက်ဘူးဟုတ်ပြီလားကိုယ်လည်းဘယ်သူကမှထင်သေးလို့မရဘူးဓမ္မဆက်ကြနှလုံးသားမှာဖျားတယ်ပြီးတော့ဓမ္မဆက်ကြရွတ်နေကြသလိုပဲကိုကြီးရွာကိုသာသနာတော်တွေလည်းပဲဟာဒီလိုဆေးရုံထဲမှာအဆောက်အဦတစ်ခုဓမ္မဆက်ကြတည်းရဲ့ညီညွတ်မှုစွမ်းအားနဲ့တို့စောက်လူထားတယ်ဆိုတာကိုကဂုံယူစရာကောင်းတယ်ဒါပြောတာဟုတ်ပြီလားအေးအဲ့ကြောင့်ဦးစင်းကဂုံယူတယ်သူတော်ကောင်းတို့လည်းဂုံယူကြဟုတ်ပြီနော် လူပြေလောကလူဘဝကအိုရနာရသေရအုံမြည်ဓမ္မတာဒီတို့ပြိတကတင်သေးသွားတော့တင်ဖွားတော့မြည်တင်တို့မြည်သည် အခြေတိုးမြင့်ကြံကောင်းသိဤမြတ်စွာဘုရားလက်ထက်ကအနာတပိန်တထေးသူတော်ကောင်းတို့လည်းမမှီဘူးဥစဉ်လည်းမမှီဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးအနာတပိန်တထေးမို့လားအခုသူတော်ကောင်းတွေရဲ့ဗဇတ်ထဲမှာအနာတပိန်တထေးဆိုရင်ဖခင်ကြောင်းတကကြီးလို့ပြည့်မမြင်ဘူးလားဟာသူနဲ့တူတထေးတွေအများကြီးပဲသူတော်ကောင်းတွေသိသေးလား မသိတော့သူ့ကြဘာလို့သိနေတယ်လဲမေးရင်ចောင်းဆောက်လူွားလို့ဟုတ်လားကဲသူတော်ကောင်းတို့တွေဥစဉ်တို့တွေမရှိသည့်တိုင်အောင်အင်းနှောင်းရွာကြီးမှာတီတကူအာရောကြဒါနဆေးရုံနဲ့ဘသူစောက်သွားတာတို့ဟာတို့ရွာသားဒေါက်တာအိနာစရိယစောက်သွားတာသူတော်ကောင်းတို့လည်းပြောပြလို့မရဘူးလားဥစဉ်ကလည်းပဲလက်ညှိုးထိုးပြလို့မရဘူးလား ဟာဘုန်းကြီးကတော့ပဲတောက်လိုက်ကြတာမင်းတို့ရွာသူရွာသားတွေကဘာကောင်းမှုမှမပါဘူးလားဆိုတော့ပါတာပေါ့ဒီမဆက်ကြဖွဲ့ဆောက်တာဒီဆောင်လေဟုတ်တယ်မလားဟာဘယ်သူကလှူတာဒီဆောင်အမောင်ကန်ချွန်တို့ကလှူတာကဒီဆောင်တက္ကမကြီးဒေါ်မြတ်ညွန့်မိသားစုကလှူတာကဒီဆောင်ဒေါ်မြတ်ကွန်မိသားစုလှူတာကဒီဆောင်ဟာတရွာလုံးကလှူထားတဲ့ကျောင်းဆောင်တွေကျောင်းဆောင်တွေလက်ညှိုးထိုးပြလို့မရဘူးလားဘုန်းကြီးကြိုးစားတယ်လို့ရွာသားတွေလည်းဘာဖြစ်ကြတော့ကြိုးစားတယ်ဟေးဆိုတာကဒါပြလို့ရတာပဲ ဟုတ်ပြီလားအေးအဲ့ဒါတွေကဥစဉ်တို့တို့တွေဥစဉ်ကရွာမှာလောက်ရတာဂုံယူတာအဲ့ဒါပြောတာဟုတ်ပြီလားဂုံယူတဲ့ဘာဖြစ်လို့ဂုံယူသလဲမိလဲတော့သူတော်ကောင်းတို့တွေနံပါတ်၄ကကိုဆရာဇော်ကြီးရဲ့ဇကားနဲ့တင်ဖွားတော်မြေတင်တို့မြေဒီအခြေတိုးမြေကြံကောင်းတင်ဤဆိုတာအခြေတိုးမြေဆိုတာကငဘဝပညာမတက်ရကနေပညာတက်လာအောင်ဆယ်တန်းမအောင်ရကနေဆယ်တန်းအောင်လာအောင်အဆောက်အဦမကောင်းရကနေအဆောက်အဦကောင်းလာအောင်ဖယားရှိခိုးခြင်းစိမရှိရကနေရှိခိုးခြင်းစိရှိလာအောင်ဟုတ်လား ပရာဟိတလှုပ်ချိန်စိတ်မရှိရကနေလှုပ်ချိန်စိတ်ရှိလာအောင်ဒီစိတ်တွေပေါက်လာတာဒီတော်ကောင်းတို့တို့အဲ့ဒါအခြေတိုးမြင့်လာတာပဲဟုတ်တယ်နော်ဒီအခြေတိုးမြင့်လာတာပဲဥစဉ်ဘာလှုပ်လို့တို့တော်ကောင်းတို့တို့တက်ဆန်းသမျှအောက်ထည်ဆုံးတော့ကာယဒါနခေါ်တာပေါ့ဟုတ်လားဝေယဝဆကုစုဟာအမြဲတမ်းယူနေကြဥစဉ်ကအဲ့ဒါတွေလည်းပဲအခုပြောပါတယ်ကျေးဇူးအထူးတင်တယ်လို့ဒီလိုပြောခြင်းနဲ့နော် အဲ့တော့ဓမ္မစကြာဖွဲ့လေဦးဇင်းတို့တို့ဆရာတော်ကြီးရဲ့တိုက်တွန်းထားတဲ့ဇကားတိုင်ဦးဇင်းတို့တို့အလုံးလုံးနေကြတယ်ဒီလိုမှတ်ကြနော်လူပြေလောကလူဘဝကအိုရနာယတေရအုံမြဓမ္မတာဒီတို့ပြီးတကသင်သေးသွားတော်သင်ဖွားတော်မြေသင်တို့မြေဒီအခြေတိုးမြေကြံကောင်းသင်ဤသင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြေကြံကောင်းသင်ဤခုဦးဇင်းတို့ရွာမှာအဲ့2000 3ရက်နောက်ပိုင်းကနေစပြီးတော့လာလိုက်တာ2005 2006ဆိုတော့10ရန်းတွေရောက်ကုန်ကြတယ်။အဲ့ဒီနှစ်ကနေအခုချိန်အထိအာ10ရန်းမအောင်တဲ့နှစ်ကိုမရှိသလောက်ဖြစ်မလာဘူးလား။ဖြစ်လာတယ်ဒါဥစဉ်တို့တို့စိတ်တူကိုတူနဲ့စူးစမ်းခဲ့လို့ဒီလိုဖြစ်တာ။ဟုတ်လား။အေးပညာရေးကိုစိတ်ဝင်စားလာကြတယ်။တင်းအမျိုးသားစာသကားနဲ့ကြီးပွားတက်မြင့်ကြံကောင်းသင့်၏။တင်းဥချ၍အမျှဝေရဇေဒီသားနဲ့သစ္စာအယောင်ညံတဆောင်နဲ့ပြောင်းလျက်ဝင်းလျက်ရှိသေးသည်။ ဦးသိန်းရွာကျောင်းထိုင်တဲ့နှစ်မှာပဲဦးတင်စိုးတို့ဒေါအောင်တင်တို့မိသားစုကဦးသိန်းတို့ရွှေရတာကုန်းတော်ပေါ်မှာစီရီသေးလေးစပြီးတော့ပြုပြင်တယ်။ဝမ်းသာတဲ့ဦးသိန်းကအဲ့ဒါလေးကိုးတော်ပြေးလေးပြင်။အဲ့ဒါပြီးတော့ဒဂွန်နိုင်ကြီးကိုခုအကြီးမြတ်ညွတ်မိသားစုကတခါပြင်တယ်။အဲ့ဒီကနေဦးသိန်းနေတဲ့ကျောင်းကနေဟိုးတောင်ကိုလှမ်းကြည့်လိုက်ရင်တောင်ပေါ်မှာဖျားငုတ်တို့မဲမဲကြီးတွေအများကြီးပဲမို့လား။ ုဇင်းတို့အင်တောင်းဝဲဆိုတာကနာမည်ကြီးရှေ့ကကြောက်ဆုံးကြီးကခြုံထွက်တယ်ရေစည်းကတန်တဲ့အခါဝဲလေနေတာဖောင်သမားတွေဥဇင်းတို့ငငယ်ရဆိုဝဲတဲ့ဝင်ပြီးပြောမထွက်ဘူးတနာစရာကောင်းတယ်အခုလိုစက်ခဲမဟုတ်ဘူးလေလှော်ပြီးတော့ခတ်ခတ်ပြီးတော့မှဖောင်တွေထွက်တယ်တချို့ဆို၃၄ရက်လောက်တော့မထွက်နိုင်လို့ထိုင်းငုံရတဲ့ဖောင်သမားတွေရှိတယ်အဲ့တော့အင်တောင်းဆိုရင်ကြောက်ကြတာကြောက်တော့ဖောင်သမားချင်းချင်းသတိပေးကြတယ်ဟေးအင်တောင်းသားရောက်ရင်သတိထားဝဲတဲ့လဲမခံနဲ့မြန်မြန်လေးစောစောကလေးကခတ်ထားဒီလိုပြော အင်းနောက်ဆိုတာဘလို့ရွာတော့กว่าလို့မေးတော့ရွာရှိမှာဖះငုတ်လို့မဲမဲဒီနဲ့ရွာဟာအင်းနောက်ရွာပဲဒီလိုပြောကြတယ်မလားခုဦးဇင်းတို့ရွာရှိမှာဖះငုတ်လို့မဲမဲရှိသေးလားမရှိပါဘူးခင်ဗျရှိတော့ဘူးဖះငုတ်လို့မဲမဲမရှိတော့အဲ့ဒီကနေစပြီးတော့ပြင်လိုက်တာဦးဇံဘောဒေါသအိမိသားရစုကလည်းတဆူပြင်းတယ်ဟာနောက်တစ်ခါရွှေမိုထောစီရိုမြတ်ကြီးကိုပြင်းတယ်အဲ့ဒါပြီးတော့တန်တိတရဇီရိုမြတ်ကြီးကိုပြင်းတယ် ဲ့ဒါပြီးဒုက္ခရတဇီတော်မြတ်ကြီးကိုပြင်းတယ်အဲ့ဒါပြီးတော့တိန်တော်ကြီးကိုပြင်းတယ်ဟာနောက်တကဘုရားစုတေးသေးလေးတွေပြိုပြဲ့ပြီးတော့နေတာတွေကိုစုပေါင်းပြီးတော့ဓာတ်ပေါင်းသူဇီတော်ကြီးဆိုပြီးတော့ရွာသူရွာသားတွေရဲ့အင်းအားဘုပြုတို့ဒေါ်လုံးရင်တို့ရဲ့မတ္တီမှုနဲ့ဓာတ်ပေါင်းသူဇီတော်ကြီးလည်းအောင်မြင်တယ်ဟုတ်လားအဲ့အဲ့ဒီကိုထက်တယ်လဲတော့အပြလာဘသီရိဇီတော်ကြီးလည်းအောင်မြင်တယ်ဦးဇင်းတို့ပြင်ကြတာเนาะအဲ့ဒါကဝက်လက်ကပြင်တာ အရင်ဆုံးပြင်တာကတော့အဲ့ဒီအောက်ကခြေတော်ရဇီဒီကိုဦးစင်းကပြင်တာဟုတ်ပြီလားအဲ့တော့ဇီဒီအဟောင်းတွေအကုန်လုံးဟာအသစ်အသစ်ဖြစ်ဦးစင်းတို့ဘာဖြစ်သွားတော့ပြောင်းသွားပြီအဲ့တော့ဦးစင်းတို့နေတဲ့ဒီကာလာလေးအတွင်းမှာဒါကိုကိုကိုပြန်တွေးပြီးတော့ဂုံယူရမယ့်အရာတွေပဲလို့နားလည်ကြဟုတ်ပြီလားအဲ့ဒီဘုရားဟောင်းတွေပြင်ပြီးတော့ထီတော်တင်တိုင်းတင်တိုင်းလဲပဲသူတော်ကောင်းတို့တွေကကုသိုလ်ပါဝင်ပြီးတော့အမျိုးဝလာတဲ့ပိဋကတ်တွေရွာမှာရှိတဲ့ပိဋကတ်တွေကျွေးဖို့မွေးဖို့တဲ့သူတော်ကောင်းတို့တွေကစီစဉ်ပေးတယ် ါတွေကိုလည်းဥစဉ်ကဒီနေရာမှာအထူးကျေးဇူးတင်နေလို့ဒါလေးလည်းပြောချင်တာပါဟုတ်ပြီနော်အေးအဲ့ရတော့ကိုယောကနေပြီးတော့ဒီလိုလေးဖြည့်ပြီးတော့ဘာဖြစ်လာတဲ့အခါနောက်တိုးချဲ့ပြီးတော့အခုဒီကြောင်းလေးတခါလောက်တာဒါသစ္စာရောင်ကြီးကြောင်းပေါ့ဟုတ်ပြီလားဒါတော်ကောင်းတို့တွေဥစဉ်တို့ဒါအင်းတောင်းကြောင်းကိုယောကြောင်းလို့ဒီလိုသဘောထားကြဟုတ်ပြီနော်အေးကိုယောကြောင်းလို့သဘောထားကိုယောကြောင်းလို့သဘောထားပြီမဲ့လို့ဥစဉ်ကတော့အခုတော့ စာသင်တိုက်ပဲဥတီထားတာဆိုတော့ဒါကို့ရွာကအင်းနောင်းကစာသင်တိုက်အောင်မြင်နေတဲ့အင်းနောင်းကဘုံကြီးလုပ်ထားတဲ့စာသင်တိုက်ကိုအောင်မြင်နေတဲ့ဆိုတာအောင်မြင်စီခြင်းရင်ဥစဉ်တို့တို့ကဒါအားပေးရမှာအားပေးရမှာဆိုတော့ဒီမှာမြဲတမ်းလာပြီးတော့နေဖို့မလိုပါဘူးဟုတ်လားစိတ်အားဖြင့်တို့ကောင်းတို့တို့တွေဂုံယူဖို့နဲ့ဟာဒီမှာနေတဲ့ဥစဉ်တွေစူးစမ်းဖို့ဒါလေးတွေတိုက်တွန်းရောက်တဲ့ခါလေးတိုက်တွန်းပေါ့ဟုတ်ပြီလားအမြဲတမ်းနေကြတော့လဲမကောင်းဘူးအာဂန္တုကေဟီဥပကိလေတေဥပကိလေထံတဲ့ လူရဲ့စိတ်ကငိုကရောင်တောက်ပေမဲ့လို့ဧည့်သည်အာဂန္တုတွေများလာရင်စိတ်တွေညင်နွမ်းသွားတတ်တယ်။ဟုတ်လား။စိတ်တွေပြောင်းသွားတတ်တယ်။အဲကြောင့်ဦးဇင်းကအဲ့လိုမျိုးဖြစ်မှဆိုလို့ကိုသိပြီးတော့ဝန်ထွက်များလာသိမကြိုက်ဘူး။ဟုတ်ပြီလား။မိသားစုကြောင်းဆိုရင်တော့တရားလုံးဘဇူးနေနေပေါ့ဦးဇင်းကလေ။စာသင်တိုင်းမဟုတ်ဘူးဆိုရင်တော့ဘဇူးနေနေတရားလုံးနေတရားလုံးနေမကောင်းလားဒီလိုရည်ရွယ်ထားတာ။ကိုယ်စာသင်သား90ကျော်60ရှိနေပြီးတော့စာသင်သားလေးတွေကြောင်းဝင်းနေထားနေစာသင်သားနဲ့ကြတော့ ကာလပပါလေးဖြစ်တယ်တော့ဥစဉ်ကစာတင်တိုက်ကိုအားပေးရမှာဟုတ်ပြီလားအဲ့လိုအားပေးခြင်းလို့ဥစဉ်အမေနေမကောင်းတာတော့ဆေးကုစရာရှိတာတော့ဥစဉ်ကဒီတက်ခေါ်မလာဘူးဥစဉ်အမျိုးတွေဒီမှာလမ်းနေခြင်းလို့နေမကောင်းနေလို့ဘာကြောက်ကကဆေးဆေးနေရတာတပတ်တစ်ခါနှစ်ခါဆေးရလို့ဘုန်းကြီးရွာလည်းပြန်လို့မဖြစ်လို့နေကြနေတာဥစဉ်မျိုးတွေလက်မခံဘူးဥစဉ်ကဘာဖြစ်လို့လဲမေးလို့တော့စာတင်တိုက်ကိုအောင်မြင်စေခြင်းလို့ဟုတ်ပြီလားစာတင်တိုက်အောင်မြင်စေခြင်းလို့ဆိုတော့ဘာဆရာတော်ကြီးပြောတဲ့စကားလဲဆိုရင် သင်ဤမျိုးသားစာတကားလဲကြီးပွားတက်မြင့်ကြံကောင်းသင်ဤတဲ့ဟာကိုတို့တို့ကြီးရွာကတို့ရွာသူရွာသားတွေပညာရေးတိုးမြင့်လာသလိုတို့ရွာသူရွာသားတွေအကြောင်းပြုပြီးတော့မှတို့နိုင်ငံသူနိုင်ငံသားတွေလဲပညာရေးဘာဖြစ်လာလို့မြင့်လာအောင်တို့ကဒီလိုတဆင့်တက်ရမှာမို့လားဟုတ်ပြီလားအဲ့လိုမဟုတ်ဘဲနဲ့ကိုရွာလေးတော့တိုးတက်ပြီးတော့ဆိုတော့ဝလုံးကောင်းနဲ့လာတာလို့ဖြစ်မှာပေါ့ဟုတ်ပြီလားအဲ့ဒီဆင်းကနေကြော်ပြီးတော့မှအာခုရွာကနေပြီးတော့ဆေးချောင်းသားတွေထွက်လာပြီး ဟုတ်ပြီနော်အခုဒီမှာသာမဏေကျော်တွေထွက်လာပြီဓမ္မစရိယအောင်တာတွေထွက်လာပြီအဲကြောင့်ဒီကျောင်းတိုင်လေးကိုကြာရှည်ထားလိုက်ရင်ဘာဖြစ်မလဲမိလဲတော့ဝိုင်းသာအားပေးလဲသာမဏေကျော်တွေထွက်လာကြတော့မှာဟုတ်ပြီလားအေးအဲကြောင့်ဦးစင်းကဒီကျောင်းတိုင်လေးကိုဘယ်သူမှဟိုကျောင်းတိုင်ကျောင်းပိုင်တွေနဲ့အပ်မထားဘဲနဲ့ဦးစင်းကဒီလိုလေးဦးစင်းကဗရဏနာယကအနေနဲ့နေဗရဏနာယကအနေနဲ့ထားအရှင်သူရိယကိုပညာရေးတာဝန်ခံထား နောက်မကြခင်ဆောင်းဝက်ဖြေပြီးရှင်သူဇနတို့လာလိမ့်မယ်ရှင်သူဇနတို့ကိုဒီစွန်းစားချောင်းဖုန်ကြီးနဲ့ကျန်တဲ့တာဝန်လေးတွေကိုရွာသားလေးနဲ့အလုပ်ရှိအောင်ခွဲပြီးတော့တက်ညီလက်ညီနဲ့ဥစဉ်ကမိသားစုစာတင်တိုင်းလေးဖြစ်အောင်ဒါစ조사နေတာဟုတ်ပြီလားအေးအဲ့လိုစ조사ခြင်းကဘာလဲမေးလိုက်တော့စောစောကဆရာတော်ကြီးပြောတဲ့စကားအရဆိုရင်ဒါပညာရေးကိုမြင့်နေလို့ဒီလိုနားလဲကြဟုတ်ပြီနော်အေးအဲ့တော့သူတော်ကောင်းတို့တို့တွေဥစဉ်ကအနှစ်ချုပ်နေနဲ့ပြောကျင်တာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယဟန်တော်တွေအတွက်မမေ့အပ်တဲ့ဌာနသုံးဌာနရှိတယ်တဲ့ဒီလိုပြောတယ်။ယဟန်တော်တွေအတွက်မမေ့အပ်တဲ့ဌာနဘယ်နှဌာနလို့ယဟန်ဖြစ်စစမေယဖြစ်ကယဟန်နာဘိက္ခုအမြမမေ့အမှတ်သသုံးဌာနယဟန်ဖြစ်ခဲ့တဲ့နေရာမမေ့ရဘူးတဲ့ဖခင်ကလေဥစဉ်ယဟန်ဖြစ်ခဲ့တဲ့နေရာဟာအင်တောင်းပဲဟုတ်လားအဲကြောင့်ဥစဉ်ကမမေ့ဖခင်တောင်ကြောင်းကန်နေလဲပြင်ပေးတယ်စာသင်ကျောင်းလဲစောက်ပေးတယ် ဆေးရုံလည်းဆောက်ပေးတယ်မီးရအောင်လည်းလုပ်ပေးတယ်လမ်းရအောင်လည်းဥစဉ်ကကြိုးစားပေးတယ်ဟုတ်ပြီလားဒါကိုကြီးရောကိုရကိုကိုမမေ့တာမြတ်စွာဘုရားလည်းမမေ့နဲ့လို့ပြောတာမမေ့ဘူးဥစဉ်ကဟုတ်ပြီနော်ယဟန်ဖြစ်တာစမဲ့ရဖြစ်တာယဟန်တာပထမဆုံးတရားအထုတ်လို့တရားထူးရတဲ့နေရာလည်းမမေ့ရဘူးဟာနောက်တစ်ခါယဟန်နာဖြစ်တဲ့နေရာလည်းမမေ့ရဘူးတဲ့ဘုရားမမေ့တဲ့နေရာသုဌာဏပြလူတွေလည်းဒီတိုင်းပဲပေါ့သူတော်ကောင်းတို့တွေကိုမွေးတဲ့နေရာကိုကိုဘာမဖြစ်ရဘူးလို့မမေ့ရဘူး ုတ်ပြီလားဟာကိုအသက်မွေးဝမ်းကြောင့်စလှုပ်လို့စီးပွားရေးဆင်ပြေတဲ့နေရာလဲမမေ့ရဘူးဟုတ်ပြီနော်ဟာကိုပါကိုကိုရဲ့လုပ်ငန်းမှာထုတ်ထိပ်ရောက်လာတဲ့နေရာကိုလဲမမေ့ရဘူးတဲ့မမေ့ရတဲ့ဌာနဘယ်နဲ့ဌာနတို့အေးအဲ့ဒါကြောင့်သူတော်ကောင်းတို့တို့ဒီကနေ့ဓမ္မစကြာကျောင်းဆောင်ကိုဆောက်လုပ်ပြီးတော့လှူဒန်းတယ်ဆိုတာဖခင်ဟောဒေသနာတော်နဲ့အညီကိုယ့်ရဲ့မွေးရမြေမြတ်ကိုငါတို့ကျေးဇူးဆက်တာလို့ဒီလိုမှာဟုတ်လား အေးမွေးရမြင်မြဲကျေးဇူးဆက်ပြလို့ဒီလိုနားသဘောကြကြနော်အေးဖုံးဖုံးရဲ့လှုပ်တဲ့ထဲမှာအဲ့လိုမွေးရမြင်မြဲကျေးဇူးဆက်တဲ့သဘောနဲ့ဥသိန်းကတီးဆောက်တဲ့ဆေးရုံကြီးထဲမှာသတော်ကောင်းတို့တွေရဲ့ဓမ္မဆက်ကြကျောင်းဆောင်ကိုလည်းဆောက်လို့လှူတဲ့နဲ့တော်တဲ့ကြောင့်ဦးစင်းကလည်းကျေးဇူးထူးတင်တယ်လို့ဒီလိုပြောကြင်ပါတယ်ဟုတ်ပြီလားငါတို့လှူတဲ့လူကဖုန်ကြီးကိုအားပေးရရောက်တယ်လို့ပဲဟာနောက်တခါဆရာစောကြီးစကားနဲ့ပြောတယ်လို့ဆိုရင်ကိုကြီးရွာကိုသာသနာကိုဘာသာကိုမြင့်ရလဲရောက်တယ်ဖခင်ရောဒေသနာတော်နဲ့ပြောမယ်ဆိုရင်တော့ကိုရဲ့မွေးရက်ကို တို့ကျေးဇူးဆက်ရလဲရောက်တယ်လို့ဒီလိုမှတ်ကြပါဟုတ်ပြီလားအေးဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာလျှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တည်း